ားလုံးပဲမင်္ဂလာပါရှင် AM Channel ရဲ့လဲတဲ့ပြက်ကျမရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီအစီအစဉ်လေးမှာကတော့ကျမရဲ့ဘဟုတုတ္တရတွေကိုအချိန်တို့တွင်မှနားလည်တော်တိဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့မျိုးဦးအိမ်အရေးကြီးတဲ့အကြောင်းပဲဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော် ဖီကော့ဆိုတာကအမျိုးသမီးတယောက်ရဲ့မျိုးဦးအိမ်မှာအရေးအယူတွေအများကြီးစုလာပြီးတော့အဲ့ထာရဲ့နောက်ဆက်တွဲလက္ခဏာတွေပြလာတဲ့အခါမှာခေါ်ရယောဂနာမည်ပဲဖြစ်ပါတယ်။မျိုးဦးအိမ်မှာအရေးအယူတွေအများကြီးရှိမရှိဆိုတာကိုကတော့အထူးဆောင်ရိုက်ကြည့်ပြီးတော့သိနိုင်ပါတယ်။ဒါပေမဲ့ထူးဆန်းတာတစ်ခုကကြတော့ မျိုးဦးအိမ်မှာအရေးရွေတည်နေတာနဲ့ပြီးခေါ်လက္ခဏာကမပြတ်တတ်တယ်လို့ပြီးခေါ်လက္ခဏာတွေပြနေပေမဲ့လည်းအရဆောင်ရိုက်ကြည့်တဲ့အခါမှာမျိုးဦးအိမ်မှာအရေးတွေမရှိနေတာမျိုးလေးဖြစ်တတ်တာပါပဲပြီးခေါ်ရောဂါပြပေါ်ဝင်တဲ့အရွယ်ကစပြီးတော့သွေးဆုံတဲ့အချိန်ဤဘယ်အမျိုးသမီးမဆိုမှဖြစ်နိုင်ပါတယ်။ရာသီသွေးပေါ်တဲ့အမျိုးသမီး9ယောက်မှ1ယောက်နှုန်းလောက်ကမျိုးဦးအိမ်မှာအရေးတွေရှိနေတတ်ပေမဲ့အရေးရှိတဲ့အမျိုးသမီးတွေရဲ့900ခန့်လောက်ကနေပြီးတော့100ခန့်လောက်အထိကပဲပြီးခေါ်လက္ခဏာပြတတ်တယ်လို့လေးလောက်မှုတွေကပြောကြပါတယ် ီကော့ဖြစ်ရတဲ့တိကျတကြတဲ့အကြောင်းရင်းကိုတော့အခုချိန်ထိဘယ်သူမှမသိကြသေးပါဘူး။ဒါပေမဲ့ပီကော့ဖြစ်တဲ့အမေကနေပြီးတော့မွေးဖွားလာတဲ့သမီးမင်းကလေးရာဆိုလို့ရှိရင်ပီကော့ဖြစ်နိုင်ခြေပုံများရဲ့လိုလေးလောက်မှုတွေကဆိုကြပါဗါတယ်။တချို့ကကြတော့ဒီပီကော့ယောဂါပေါ့နော်အမျိုးအင်ကနေပြီးတော့ထွက်တဲ့ဟော်မုန်းပမာဏမညီများမှုကြောင့်ဖြစ်တယ်လို့လည်းယုံကြည်ကြပါဗါတယ်။အုံနောက်မှာရှိတဲ့ဟော်မုန်းထိရောက်တဲ့အင်ကဖြစ်တဲ့ပီဂျရီကလင်းကအဲ့ဒီပြဿနာကိုခြေရာခံပြီးလို့မျိုးအင်ကနေပြီးတော့မျိုးဦးတွေကိုအမျက်များထွက်လာစေဖို့အတွက်ဟော်မုန်းတွေကိုထုတ်ပေးလိုက်ပါဗါတယ်။ဒါပေမဲ့အဲ့ဒီမျိုးဦးတွေကမျိုးကြွကြတဲ့အထိအရွယ် ြောက်တဲ့အတွက်ကြောင့်မို့လို့ပြီးခော့ယောဂါဖြစ်ရတယ်လို့အချို့တွေကရှင်းပြကြပါဗျ။ဒါပေမဲ့ပြီးခော့ယောဂါကဒီအချက်တွေကြောင့်ဖြစ်တယ်ဆိုတော့အသိပ္ပံညာတတိပ္ပတ္တိတော့မရှိသေးပါဘူး။ပိခောယောဂရဲ့အဓိကယောဂလက္ခဏာလေးခုကတော့ကိုဝင်ရဖို့တော်တော်ခက်ခဲတာသွေးစင်းတာပုံမှန်မှန်ပဲနဲ့သွေးစင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းသွေးစားနည်းနည်းပဲပါတာ အလွန်မင်းဝလာတာနဲ့မျက်နှာမှာဆိုလို့ရှိရင်လည်းအမွေးအမြီးတွေပုံများလာတာတွေပဲဖြစ်ပါတယ်။တခြားဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ဝက်ချန်တွေထွက်လာတာ၊ကိုယ်ရင်ခဏခဏပြက်ကြတာ၊အင်ဆူလင်ဟော်မုန်းကိုခုခံရများလာစေတဲ့အတွက်ကြောင့်မို့လို့စိတ်ရောဂါဖြစ်နိုင်ခြေများလာတာတွေပဲဖြစ်ပါတယ်။တင်မဆုံရိုးခွင့်အထွက်ဆောင်နဲ့သွေးထဲကဟော်မုန်းစစ်ဆေးမှုတွေကိုလုံးကြည့်မယ်ဆိုလို့ရှိရင်တော့ပီကော့ရောဂါကိုသိနိုင်ပါတယ်။အချို့ဆရာဝန်တွေကတော့တန်ရင်တွင်းနဲ့ငါတ िश ူးတွေကိုယူပြီးတော့အသားစားစစ်ဆေးတာမျိုးတွေကိုလည်းထပ်လုပ်လို့ရှိပါတယ်။ ပီကော့ဖြစ်နေတဲ့အမျိုးသမီးရဲ့မျိုးဦးအိမ်ကအရွယ်အစားကြီးပြီးတော့ထူတဲ့အဖျော်မြင့်တဲ့ပြင်ရှိပါတယ်။မျိုးဦးအိမ်ထဲမှာအရွယ်အစားက2မီလီမီတာနေပြီးတော့9မီလီမီတာလောက်ရှိတဲ့အရေအိတ်ကအနည်းဆုံး2လုံးလောက်ပါပါတယ်။ အဓိကပြဿနာကတော့မျိုးမကျွဲတဲ့ကြောင့်မို့လို့ခလေးရောက်တော်တော်ခက်ခဲတာပဲဖြစ်ပါတယ်။အင်ဆူလင်ခုခံအများရတဲ့ကြောင့်မို့လို့အမျိုးအစားနဲ့စိတ်ကြောယောဂါနဲ့သွေးရည်အဆီဓာတ်များရယောဂါတွေပါတွဲပြီးတော့ဖြစ်လာနိုင်ပါတယ်။ပြီးတော့ဖြစ်တဲ့မျိုးသမီးတွေအားဆိုလို့ရှိရင်သွေးတိုးယောဂါနှလုံးသွေးကြောချင်းယောဂါနဲ့တာဝန်ကိစ္စတွေပါဖြစ်နိုင်ကြတာပုံများပါတယ်။ ွေးတွေအများကြီးပေါက်တဲ့နေရာတွေကိုဖျောင်းသွင်းတဲ့နီလန်တဲ့အမွေးတွေကိုဖယ်ရှားလို့ရပါတယ်။ကိုဝင်ဆောင်မှုမလို့တဲ့ပြီးကော့မျိုးသမီးတွေကိုကိုဝင်သားစစ်ပုံမှာတောက်ခိုင်းမယ်ဆိုလို့ရှိရင်တော့ရာသီပုံမှန်ပေါ်ပြီးတော့ဝက်ချလိုမျိုးပြဿနာတွေကိုတော်တော်သားစေမှာပါ။ ကိုဝင်ဆောင်ခြင်းနဲ့ပြီးကောမျိုးသမီးတွေကတော့တောက်ဖွားမီးရဲ့ဒုက္ခနဲ့တည်တည်ချာချာတိုင်ပင်ပြီးတော့မျိုးဥကျစေတဲ့ဟော်မုန်းစေးတွေကိုတောက်ပြီးတော့ကိုဝင်ရအောင်လုပ်လို့ရပါတယ်။ပြီးကောကိုခွဲစိတ်တဲ့အနေနဲ့ကုသမယ်ဆိုလို့ရှိရင်တော့ဘိုက်ကိုဖွင့်ပြီးတော့မျိုးဥအိမ်ထဲကိုအချောင်းပူပူနဲ့အပေါက်လေးအများကြီးဖောက်တဲ့ခွဲစိတ်ကုသမှုလုပ်ကြပါမယ်။အဲ့လိုခွဲစိတ်ပေးတဲ့အခါမှာမျိုးဥကျစေတဲ့အတွက်ကြောင့်မို့လို့ကိုဝင်ရနိုင်ခြင်းလည်းပုံများလာပါတယ်။ပြီးကောဖြစ်နေတဲ့အမျိုးသမီးတွေတော်များများကအဝါလွန်နေတတ်ကြပါတယ်။ဒါကြောင့်မို့လို့ကျွမ်းကျင်တဲ့အာဟာရပညာရှင်အကူအညီကိုယူပြီးတော့ကိုလေးချင်းပုံမှန်ပြောင်းရွှေ့ချပေးဖို့လိုအပ်ပါတယ်။ပြီးကောဖြစ်နေတဲ့အမျိုးသမီးချို့ကကိုလေးချင်းရောသွားတာနဲ့မျိုး င်ရဆိုလို့ရှိရင်ပုံမှန်တော့လုံးပြန်လုံးပြီးတော့မျိုးကြွကြတာကိုလေးရတို့ရှိရပါတယ်။ကိုလေးချင်းကိုထိန်းထားနိုင်ပြီဆိုလို့ရှိရင်တော့တနေ့ကိုနိုင်ဝဲလောက်လမ်းပုံမှန်လျှောက်ပြီးတော့ပြန်မအောင်ထိန်းထားတင်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်မျိုးအိမ်မှာအေးအေးတဲတဲအကြောင်းဒီလောက်ပြီလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။